ငါငါကကြီးကိုအမှုရရုပ်သိမ်းနေဆိုတာမျိုးတွေပေါ့နော်ဒါလေးတွေကတော့ဟိုဖြေလျှော့တဲ့ပုံစံမျိုးလုပ်ပြတာပေါ့တကယ်တကယ်ကျတော့သူတို့ပဲဖမ်းတယ်သူတို့ပဲလူတက်တယ်သူတို့ပဲဘုံကျဲတယ်သူတို့ပဲရွာတွေမြှို့တယ်အခုတော့ပြန်ပြီးဖြေလျှော့ပြီးတော့သူတို့ပဲကျေးဇူးတင်ရမလို့ဖြစ်တဲ့ပုံစံမျိုးပေါ့ဆိုတော့အဲ့ဒါမျိုးတွေကျွန်တော်တို့ကြားရတယ်ဒီနေ့ ဲ့ဒါပဲသူစီသူတို့ပဲမင်းရှူရာအပြင်သူတို့ပဲလူလူရွေးကောက်ပွဲနဲ့လှူထားတဲ့အဆူရောက်ကိုဖျက်ပြီးအနာသိတဲ့တို့တို့ထောင်ကြအဲ့ကစပြောမှာတကယ်အဓိကအမှားကအဲ့ကစပြီးလှူခဲ့တာပဲအဲ့ဆိုတော့ကျန်နေမဖြစ်ရှိမနေအနာသိနေထားတော့ဆိုတော့အခုအဲ့ဒီဟာကိုရုပ်သိမ်းနေဆိုတာလည်းပဲရုပ်သိမ်းတာတော့ကောင်းတာပေါ့လေဒီငါးငါးကစားတော့အတီညိုပြည့်စင်မှုပညာပေါ့အဲ့နော် အဲတချို့ကပြောကြတယ်နောက်ပြောကြတာပါတီညိုစရာကဘလောက်ကောင်းလဲသူများရပြောတာကြားပါတယ်အဲ့တော့မဟုတ်ပါဘူးလားဥပ္ပေရတော့တီညိုစရာမရှိပါဘူးပြပြပန်းထားတဲ့လူတွေကိုလွှတ်ပေးရဆိုတော့ကောင်းတဲ့ကိစ္စပါပဲတီညိုစရာမရှိပါဘူး General Amnesty ပေးရင်လည်းပဲတကယ်ထိရောက်တဲ့တိုင်းငံရေးဒေါန်ဆန်းစုကြည်တို့ပညာအိပ်လိုပုဂ္ဂိုလ်တွေကိုလွှတ်ဖို့လိုပါတယ်အဲ့လိုမဟုတ်ဖ ೇನೆ မကြခနာသူတို့လူငင်းကွင်းတွေပေးတယ်နှစ်စင်ပင့်နေတဲ့ခါမှာရာဇဝသားတွေအများကြီးထုတ်ပေးလိုက်တယ်နိုင်ငံရေးသမားတွေဒီကကြတဲ့ပုဂ္ဂိုလ်တွေပါမလာဘူးအဲ့ဒါတွေကလည်းမကြခနာကြုံရရမလားဆိုတော့အဲ့လူမျိုးဖြစ်နေလို့ကတော့သိထူးမှာမဟုတ်ပါဘူးအော်အကုန်လုံးလှုပ်ပေးရင်တော့သိကောက်ပါတယ်ကျွန်တော်ကကျူးစွာပါတယ်ဟုတ်ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေကနှစ်ပေါင်း၄၅60မြန်မာစစ်တပ်ရဲ့အောက်မှာနေခဲ့ရတာဆိုတော့ကျွန်တော်တို့အားလုံးမြန်မာရေးကျွမ်းကျင်သူတွေဖြစ်နေပါပြီ ဂလောင်းနဲ့တော့ကျွန်တော်တို့တိတ်ပြီးတော့ရေမကုန်ကြပါဘူးပေါ့ဆရာကြီး